ဘဝတစ်ခုလုံးဟာရွေးချယ်မှုမှားယွင်းသွားပြီဆိုလို့ရှိရင်တော့နှလုံးမထူနိုင်တော့အောင်ဒုက္ခရောက်သွားနိုင်တယ်ပေါ့အကြမ်းင်းအဖြစ်ပြောမယ်ဆိုလို့ရှိရင်ကုသိုလ်ဖြစ်တဲ့ဘဝမျိုးကိုရွေးချယ်မလားအကုသိုလ်တွေနဲ့ဖြစ်နေတဲ့ဘဝမျိုးကိုရွေးချယ်မလားဒီနှစ်ခုအကုသိုလ်တွေနဲ့အသက်မွေးမှုပြုရတဲ့ဘဝမျိုးကိုရွေးချယ်မိပြီဆိုရင်ဒီဘဝလည်းဒုက္ခပဲ နောင်ဘဝလည်းဒုက္ခခုကြည့်လေဘဝအသက်မွေးနေတဲ့ထဲမှာလူတွေမြောက်များစွာဒုစရိုက်နဲ့တိုက်မွေးတဲ့လူကတစ်မျိုးသူစရိုက်လို့ဆိုရဲကုသိုလ်ကမ္မပဒတရားနဲ့အသက်မွေးတဲ့လူကတစ်မျိုးလို့အဲဒီလိုအဓိကပဓာနာအဖြစ်ရွေးချယ်မှုကြီးအခြေခံမူနှမျိုးရှိတဲ့ထဲမှာဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးမှုကိုရွေးချယ်လိုက်တဲ့ဘဝမျိုးရောက်လာပြီဆိုရင် အဲ့ဒီပုဂ္ဂိုလ်ဟာကြီးပွားခြင်းလဲကြီးပွားသွားတယ်တိုးတက်သွားတယ်သို့တော့သူ့ရဲ့ကြီးပွားတိုးတက်မှုတွေဟာအာချရာမဖြစ်ဘူးစိတ်နှလုံးအေးချမ်းဖို့အတွက်မဖြစ်ဘူးအမြဲတမ်းပူလောင်ရုန်းခန်နေရတဲ့ဘဝမျိုးသာဖြစ်နေပုံတကယ်စဉ်းစားကြည့်မယ်ဆိုရင်ဒုစရိုက်နဲ့အသက်မွေးတဲ့ဘဝမျိုးမှာဘယ်တော့မှမအေးချမ်းတဲ့ဘဝမျိုးပဲ ဒီကနေ့ဇာလန်းနေများစွာရှိတဲ့အချိန်မှာလည်းကြည်ကြည်ပေါ့ဒုစရိုက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ရဲ့ဘဝဏီကုံချုပ်သွားကြတာတွေဟာအကောင်းရင်လို့ရှိဘူးပေါ့သို့သောဒုစရိုက်လုပ်ငန်းနဲ့ကြီးပွားတဲ့လူတွေမရှိဘူးလားဆိုအများကြီးရှိသူတို့ရဲ့ကြီးပွားမှုကစိတ်နှလုံးအေးချမ်းမှုကိုမပေးနိုင်ဘူးထိုဒုစရိုက်ရဲ့အကျိုးတစ်ခုရလာပြီဆိုရင်ဒုက္ခရောက်ကြတယ်ဒီလိုဆုံးလို့တာပေါ့နော် မြတ်စွာဘုရားကအဲ့ဒါကိုဒုစရိုက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဟောထားတာရှိတယ်မကောင်းမှုအကုသိုလ်ဆိုဒီမှာအခုလို့အခုဖြစ်တာမဟုတ်ဘူးတဲ့ဥပမာမယ်နွားနို့ဆိုတာညစ်ပြီးပြီးချင်းနို့ချင်းမဖြစ်ဘူးချက်ချင်းညစ်အခုညစ်အခု ထင်ရင်ဖြစ်တာမဟုတ်ဘူးတဲ့အဲ့ဒါလိုပဲမကောင်းမှုအကုသိုလ်လုပ်တာလည်းအခုလို့အခုကြိုးပေတာမဟုတ်ဘူးကောင်းကျိုးချမ်းသာတွေရနေတတ်သေးတယ်မကောင်းမှုအကုသိုလ်အကြောင်းပြုတ်ပြီးတော့ကောင်းမှုတွေတွေ့နေရရသော်ဘုရားကဟောတာတော်ရှိတယ်ပါပောပိပတ္တိဘတ်ရံယာဝပပနပစ္စတိပါပလို့ဆိုတဲ့ ဆိုးရုပ်တဲ့လုပ်ငန်းတွေလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ပတ္တိဗက်ထရန်အကောင်းနေတွေ့နေတယ်ဆိုတာလည်းရှိနိုင်တယ်ဘယ်ချိန်မှရှိနိုင်တာတော့ဆိုရာဝပပန်နပစ္စတိသူလုံးတဲ့မကောင်းမှုရဲ့ဆိုးချိုးတွေမခံရသေးသမျှတော့သူကအကောင်းတွေ့နေမှာပဲဒီလိုဆိုတာအဲ့ဒါကိုမျက်စိလည်ပြီးတော့မကောင်းတာလုံးလို့ ကောင်းကျိုးရနေတယ်လို့တချို့ကလည်းထင်တယ်ပေါ့မြတ်စွာဘုရားကတော့အဲ့လိုဟောတာမဟုတ်ဘူးပါပောပိပတ္တိဘတ်ထံယာဝပပနပိစတိယာဝပပနပိစတိအဲ့ဒီမကောင်းကျိုးကမရင်ကျက်သေးသမျှကာလပတ်လုံးမကောင်းမှုဒုစရိုက်နဲ့သက်မွေးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအကောင်းတွေတွေ့နေဥမ္မာပဲကြီးပွားနေဥမ္မာပဲဒီလိုပဲဟောတာပဲကြီးပွားမယ် ချမ်းသာနေမယ်ကြွေဝနေမယ်ဘဝမှာအဆင်ပြေနေမယ်ជីវတ်တို့တဲ့ယထာသပစ္စတိပပံအဲမကောင်းမှုကရင့်လာပြီမကောင်းမှုအကုသိုလ်တွေကအကျိုးဖြစ်စေလာပြီကျိုးပေးလာပြီဆိုရင်အထပါပောပါပါတိပတ္တိအဲ့ဒီမကောင်းမှုကအကျိုးပေးပြီဆိုတဲ့အခါကျတော့မှာ မကောင်းတဲ့အလုံးနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်ဟာမကောင်းတာတွေရှိပဲဆက်တိုက်တွေ့ရခံစားရတယ်။ဆုလိုတာကဘဝစတိန်မကောင်းတဲ့ပုံပေါ့ဒါပြောတာနော်။ကဲဘဝစတိန်ကောင်းတယ်ပဲထားအောင်တစ်သလုံးဟာသူကကောင်းစားသွားတဲ့ပုဂ္ဂိုလ်တရား။ဒီဘဝကိုဆုံးလွန်လိုက်ပြီဆိုတဲ့အချိန်မှာမျက်စိနှလုံးမှိတ်လိုက်တဲ့ဒီရဲ့နောက်မှာ သေသည်ချာမဲမှာအကောင်းဆိုတာမလားဘူးဒီလိုဆိုလိုတာပေါ့နောက်ဆုံးပိတ်မကောင်းမှုဒုစရနဲ့သက်မွေးတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဘဝမှာအစဉ်ပြေးနေလို့အကောင်းနေကြည့်တွေ့နေတွေ့နိုင်တယ်အေးမျက်စိနှလုံးမိတ်လိုက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာတော့အကောင်းတွေ့ဖို့သူ့မှာဘယ်လိုလေးနဲ့မှမဖြစ်တော့ဘူး မကောင်းမှုအကုသိုလ်တွေကအနည်းကိုအရှုံးအရှုံးဝင်ရောက်လာပြီးတော့သူ့ကိုမကောင်းတဲ့ဘက်ကိုပို့ပို့မှာပဲလို့ဒီလိုဆိုတာပဲเนาะ